မင်္ဂလာပါရှင်မန္တလေးကတိ channel နဲ့ပြန်လဲကြွဆိုလိုက်ပါရှင်ကျမတို့ channel ကလည်းနောက်ဆက်သွယ်တရများကိုစားတက်တက်ဆက်ပြီးတော့မှဖြစ်ပါရှင်စကောင်စိကိုအနိုင်ပိုင်ဖို့ဆိုတာအဓိကတက်သွေးကြောဖြစ်တဲ့လေရင်ကိုဖောက်ခွဲပြစ်ဖို့သိမ့်ပတ်နိုင်ဖို့အရေးကြီးကြောင်း energy ဖက်ဖက်ရောတော်နေရေပဲတော့တာဖက်ကပါအားလုံးသိရှိပြီးသားဖြစ်ပါရယ်ဒါကြောင့်မဲစအာနာသိမ့်မှုအစာကနေပြီးတော့ယခုအချိန်ထိစကောင်စိရဲ့ latest scan တွေကို short tight တို့တွေခမီခါစအသွေးခံတို့တွေနဲ့ energy ဖက်ကရော ကျောင်းရည်ဘဲတော်သားဖက်ကပါတိုက်ခိုက်လို့လင်းများစွာပျက်စီးထိခိုက်မှုလည်းရှိလို့နေခဲ့တဲ့ဖြစ်ပါရယ်။ဒါကြောင့်စကောင်ဆီဟာယခုအချိန်မှာရွေးကောက်ပွဲနီးနေတဲ့အချိန်တွင်စကောင်မရှင်ကလေတက်ကိုကြားပြအာဖြစ်မှုတွေပြုလုပ်နေပြီးလေရင်ငါးစင်ကိုလည်းထပ်မံအာဖြစ်ထားကြောင်းသိရပါရယ်။လက်ရှိအသုံးပြုရရှိနေတဲ့လေရင်ရဟရင်ငါးစင်ကိုစကောင်မရှင်ကနေပရီစောနေစွာထုတ်ပြ၍တတော်ဝင်ခဲ့ကြောင်းလေတက်စီရဲ့အရာရှိများရဲ့ပြောပြချက်ရသိရပါရယ်။ စကောမရှင်၏ထိုလေတတော်ဝင်အခမ်းအနားကိုပုံမှန်အားဖြင့်လေတနစ်ပတ်လည်လေးတွေသာပြုလုပ်နေရှိတော်လည်းပဲယခုကနိုဝင်ဘာလ9ရက်နေ့တွင်မြေပြည်တော်မှာရှိတဲ့အလေတက်စကဌာနချုပ်၌ပြုလုပ်၍စစ်ဖက်သုံးတရပို့ဆောင်ရေးလေးရင်နဲ့ရဟရဲများတတော်ဝင်ချက်ချင်းဖြစ်ကြောင်းသိရပါသည်အဓိကတော့ရုရှားကဝယ်ယူထားတဲ့ MI-38 သုံးစင်းနဲ့တရုတ်ကဝယ်ယူထားတဲ့2025ထဲမှာရောက်ထားတဲ့ မိုင်အိတ်နစီကိုပဲတတော်ဝင်သွားခဲ့တာပါရွေးကောက်ပွဲကြောက်တာရကုလို့ဆောလို့သွားတယ်လို့ထင်မိပါတယ်လို့လေသက်စီရင်တက်ချက်ကြီးစေရကပြောဆိုထားပါတယ်ရှင်ပြင်းလေသက်ရဲ့နှစ်ပတ်တဲ့နေ့ကိုလည်းနှစ်စင်ဒီဇင်ဘာလ15ရက်နေ့၌ရှမ်းတက်လေသက်ဟုခေါ်ဆိုခဲ့တဲ့မေတ္တလာလေသက်နဲ့ရှိလေချောင်းအသက်တဲ့လေတက်စခန်းဌာနချုပ်ရတာပုံမှန်ပြုလုပ်တယ်လို့ရခုတတော်ဝင်မှုတည်စေရေးအဖြစ်ချင်းဖြစ်ကြောင်းကောက်ဆိုထားပါတယ်အဆိုပါလေရင်လည်းရဟယင်ငါးဆင်းမှာတရုတ်နိုင်ငံချုပ်တဲ့ YHF200W အမည်နဲ့မှာ 5923နဲ့5924တရုတ်ပို့ဆောင်ရေးလေယာဉ်နဲ့စီးနဲ့ရုရှားနိုင်ငံချုပ်တဲ့ episode 3 MI38 ရဟယင်တုံးစီလို့ဖြစ်ပြီးရင်းနဲ့180ရခုနှစ်အတွင်းမှာရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ်။ချုပ်ပြင်းစကောင်းဆောင်တဲ့၎င်းမိသားစုခီးသွားတဲ့အတုပြုနေတဲ့နေတန်တန်နိုင်ငံချုပ်တဲ့ Focus MT အထူးလေယာဉ် Ever အမျိုးအစား A319115 အထူးလေယာဉ်အပောင်းဝင်ချက်နိုင်ငံချုပ်တဲ့ M410 ကိုခေါ်တဲ့အပေါ်စားလေယာဉ်များလည်းဝယ်ယူထားကြောင်းသိရှိရပါတယ်။ စကောင်းမရှင်တင်18လေးရင်းများကိုဝယ်ယူမှုမှာ30စီးအထိရှိလာနေပြီဖြစ်ပြီးထို့အနေမှာလက်ရှိတတဝင်းလေးရင်းအပါအဝင်18လေးစီးနဲ့ MI တက်တဲ့3စီးအားအာနာသိပြီးနောက်ဝယ်ယူ၍ယခုကြမှာတတဝင်းချင်းဖြစ်ကြောင်းလေးတက်စီးတဲ့အရာရှိတူကပြောဆိုထားပါတယ်ဝိုင်းလေးရင်များအနေဒီတူအမျိုးအစားဖြစ်တဲ့ Moray အဟောင်းလေးစင်းနဲ့ Moray မြစ်ဖြစ်တဲ့ F200 အမီးနံပါတ် 5922 592ပေါ်60ကိုဖြစ်ပြီး5820 5821ဒီပြက်ကြဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်။ချုပ်သူ18 အမီးနံပါတ်5819ကို5919လို့ပြောင်းလဲခဲ့သလိုတက်တော်ဝင်5819စီကိုလည်းရောက်ရှိတဲ့အချိန်ကနေစတင်ပြီးတိုက်ပွဲများအတွေ့လူပိုးဆောင်ပေးခြင်းရိတ်ခါခဲရများတည်ယူချပေးခြင်းများလက်ရှိအခြေအနေဆင်ဆက်မပြတ်အသုံးပြုနေကြောင်းနေ့တက်စီနဲ့အညာရှိများထပ်မံတည်ကြပါရစေ။ ML38 ကတော့လောလောဆယ်မှာအရန်သုံးတာမတွေ့ရပေမဲ့အခုရင်းဖြုတ်ပြီးတင်မယ်ဆိုရင်တော့လက်ရှိ MI7 တင်းနေရာမှာသုံးလို့ရပါတယ်။ MN38 ကခမ်းမန်တန်ဖိုဒေါ်လာ15တန်ဝန်းကျင်ရှိပြီး Y8 ကဒေါ်လာ35တန်ဝန်းကျင်ရှိပါတယ်လို့လေတက်စီရင်တက်ကြကြည့်စရာအဆိုထားပါတယ်။စကောင်းဆောင်ကမူ2017ခုနှစ်ကနေ2025ခုနှစ်အထိ15နှစ်တာကလအတွင်းလေရင်နဲ့ရဟန်းရင်များတတ်တော်ဝင်ချင်းအခမ်းအနားများကို15ကျင်းတန်တိုင်းပြုလုပ်ရင်းအင်အားဖြစ်တင်ပြီးတဲ့ဖြင့် မိမိကြံရတာဝန်အားဂျေပွန်အောင်မြင်စွာအစွမ်းကုန်ထမ်းဆောင်ရနေပြောဆိုမှကြားသွားခဲ့ကြောင်းသိရပါတယ်။ဆက်လိုက်ပြီးတော့ဒီဘရင်နဲ့ကော်နီမြို့နယ်ဒရင်းစစ်တကား WA လေးရင်ဖြင့်ရေခါထုံများကြဲချပို့ဆောင်ခဲ့ပြီးတောင်းရင်တစ်ဖက်ကရေခါတချို့သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းဂျီဘရင်မြို့နယ်အတွင်းတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်များကိုစစ်တကား WA ဖြင့်ရေခါထုံများကြဲချပို့ဆောင်ခဲ့တော့လည်းပဲတောင်းရင်တစ်ဖက်ကရေခါတချို့သိမ်းဆည်းရရှိခဲ့ကြောင်း ဒီပင်းရင်အခြေဆိုင်အဖြစ်ရောင်ပြည်သူ့ကောင်ကွယ်ရေးအဖွဲ့ပြန်ကြံရေးတာဝန်ခံကရန်ကုန်ခေတ္တတင်ဌာနချက်တို့ပြောဆိုထားပါတယ်။နိုယမလာရှင်းနေတဲ့ဒီပင်းရင်မြို့ပေါ်၌တက်ဆွထားတဲ့အကြံဖက်စတာများကိုစစ်တရဲ့ YA လေးရင်တစီကရိတ်ခါချုပ်များလာရောက်ချက်ချပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။ထို့သောရိတ်ခါချုပ်များနှစ်ယောက်ချက်ချပေးခဲ့တဲ့နေရာများကိုဒီပင်းရင်တိုက်နယ်တဲ့ပကပတ်လုံရှာတပ်စိမ့်မှတောင်ရည်ရေပေါ်များကနှိုးရမလာကိုင်းနေတွင်နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်ရေခတ်တချို့တင်စင်ရရှိခဲ့ကြောင်းသိရပါသည်။ ၎င်းကဒီပိုင်းရဲ့မြို့ကစစ်ခွေးတဲ့သက်ဆွထား၂၀၀ကိုလိတ်ရက်ခါလာချပါတယ်18နဲ့ major nation တက်ကတက်လာတာပြီးတော့စက်ကျဲချပါတယ် ထုံးကဆက်ကြောပါတယ်ဒီကနေ့မှာတော့ဒီပင်းတိုင်းနဲ့တက်ပကဖာလှောက်ရှာတက်ဆက်ကနည်းမြင်ရှင်းလေးရေလုံးဆောင်တာရေကတချို့သိစင်ရရှိခဲ့ပါတယ်လို့ဒီပင်းအခြေဆိုင်အဖြစ်အောင်ပြတ်ကြကွေးအခွဲပြန်ချရတော်မှာခက်ကပြောဆိုထားပါတယ်အလားတူစကန်တိုင်းကွန်နေမြေနဲ့အတွင်အကြံပေးစတကန်ဝိုင်းအေးလေးနဲ့ဖြင့်ရေခါထုံများလာရောက်ကြေချပို့ဆောင်ခဲ့ကြတဲ့ဒေတာနဲ့ပြည်သူများကရန်ခဲတဲ့တရင်ဌာနတက်လို့ပြောဆိုထားပါတယ် လူရင်မလားရှင်ရနေ့တွင်ကော်လင်မြို့နယ်အရှိရှမ်းရှိကြောက်ပထိုးရွှေတွင်တွင်တက်ဆွဲထားတဲ့ကျန်ပစ္စတာများကိုမေထနာနေ့တက်မှတ်တလာတဲ့ WA လင်းရင်ဖြင့်ရေခါချုံများလာရကြေချပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။မေထနာနေ့တက်ကတနာတဲ့ WA ထပ်ပို့လင်းရင်ကကော်လင်မြို့နယ်အရှိရှမ်းမှာရှိတဲ့ကြောက်ပထိုးရွှေတွင်ထဲမှာတက်ဆွဲထားတဲ့စစ်ခွေတွေကိုရေခါရဲကြေချပို့ဆောင်သွားတာပါလို့ဒီတနေ့ပြည်သူတွေကပြောဆိုသွားခဲ့တာပဲဖြစ်ပါရယ်။ ဆက်လက်ပြီးတော့ပေါင်းမြွနဲ့အတွင်စစ်ကြောင်းထိုးနေတဲ့စစ်တမ်းမှာစစ်မှုထမ်းတပ်သားတို့တနတ်တလဲနဲ့ခရယာများယူဆောင်လာပြီးအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရစ်။မကွေးတိုင်းပေါင်းမြွနဲ့အတွင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တမ်းမှာစစ်မှုထမ်းတပ်သားတို့တနတ်တလဲနဲ့အလင်းနဲ့ခရယာများယူဆောင်လာပြီးအလင်းဝင်လာခဲ့ကြောင်းပေါင်းမြွနဲ့ပြည်သူ့ကာကွယ်ရေးဖက်ကသတင်းထုတ်ပြန်ချပါရစ်။နိုယမလာကိုရင်လေးတွေစိတ်ပြင်းပြင်းနဲ့ကပ္ပစနစနေမှာပေါင်မြွနဲ့တောင်ပိုင်းတို့စစ်ကြောင်းထိုးရင်ဝင်ရလာတော့တမ69လက်အောက်ခံခမရ74ကြောက်ဆက်တင်ရင်မှစစ်မှုထက်တဲ့လန်တစ်တူ ောင်းမြင့်တဲ့ပြည်သူ့ကာကွယ်ရေးဖက်ချန်အနေနဲ့ရနာခက်ကြောင့်သိရပါတယ်ထို့သူအနေနဲ့ရနာခက်တဲ့စစ်မှုထပ်တာတာတစ်သူ MA1 တနတ်တဲ့ဂျီဘောက်၃ဘောက်ငရမ96ချီတရာတောက်ဤနာကဘုံတလုံးလက်ပြဘုံတလုံးနဲ့ RPG ခုတစ်ခုတို့ယူဆောင်လာခက်ကြောင့်သိရပါတယ်မီဒလူထုကထောက်ခံမှုမရှိတဲ့အကြံဖက်စတောင်းပြဆိုတင်များအနေဖြင့်စစ်တမ်းနဲ့အောက်တွင်မနေထိုင်ပဲတက်ဆိုင်ရာတော်လိုင်းရဲ့မြင်းများနဲ့ချိတ်ဆက်ကအလေးမရောက်ချင်တဲ့ပေါင်းမျိုးနဲ့ပကဖာအနေဖြင့်ဒေတာအကျဉ်းစင်ရေလုံးရှောင်မှုများ အချိန်ဟုတ်ဖြင့်တုံးနှင့်လုံဆောင်သွားမှာဖြစ်တော့ကြောင်းပြည်သူများအနေဖြင့်လည်းအကြံဖက်စတဲ့ရဲ့လေးချောင်းရန်ကိုအထူးတတိထားကြရတဲ့ဟူပေါင်းပောင်းဝဲပေးကြပါရန်ပေါင်းရတဲ့ပြည်သူကောင်ကိုအဖွဲ့ကအတိပေးနှိုးဆော်ထားကြောင်းသိရှိရပါသည် ဆက်လိုက်ပြီးတော့စစ်ကောင်မရှင်ကလက်အောက်ခံဝန်ထမ်းများစီကနေကြိုတင်မဲ့ယူရန်မဲဆင်းကိုဖိအားပေးစစ်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်စစ်ကောင်မရှင်ကလက်အောက်ခံဌာနဆိုင်ရာများမှဝန်ထမ်းများရဲ့ကြိုတင်မဲ့များရယူရန်တက်ဆိုင်ရာမြို့နယ်များတွင်မဖြစ်မနေမဲဆင်းစီရန်ဖိအားပေးခိုင်းစင်နေကြောင်းသိရပါရယ်ကြိုတင်မဲ့ယူရန်နဲ့မဖြစ်မနေမဲပေးအတွက်နမဲဆင်းများမဲဆင်းတွေပေါင်းဝင်ချင်းရှိမရှိကိုစစ်စီရန်စစ်ကောင်မရှင်ကဝန်ထမ်းများအားဖိအားပေးလာနေကြောင်းဝန်ထမ်းတွေကပြောဆိုထားပါရယ် ပြီးခဲ့တဲ့အောက်တိုဘာလ14ရက်နေ့မှာစတင်တော့ဝန်ထမ်းများအနေထိုင်ရနယ်မြေရုံများတွင်မဲဆင်းသွားရောက်စစ်ဆေးပြီးဝန်ထမ်းအင်အားများတွင်နေထိုင်တဲ့ဝန်ထမ်းများကိုလည်း၎င်းတို့ရခိုင်နေထိုင်ရတဲ့နယ်မြေများ၌သွားရောက်ပြီးမဲဆင်းစစ်ဆေးခိုင်းတယ်လို့ဆိုထားဖြစ်ပါရယ်။စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့တွင်တရားမွေရွေးကောက်ပွဲကိုကျင်းပမှာဖြစ်ပြီးနယ်မြေစုမှုမှုများရှိတဲ့ဒေတာမှလွှဲ၍ကြံတိုင်းတဲ့ပြည်နယ်များကိုအပိုင်းလိုက်ခွဲကကျင်းပမှာဖြစ်ကြောင်းထုတ်ပြန်ကြေညာထားဖြစ်ပါရယ်။ နေမြေဆုံမှုမှုများရှိတဲ့ပဲရွှေကောက်ပွဲကျပါမယ်စင်တွေထက်တွင်ထားတဲ့နေမြေများကိုစကောက်မရှိကယခုရပတ်တွင်စစ်ကြောင်းထိုးရှင်နဲ့လေကြောင်းမှပုံကျဲချင်းတတ်ခိုက်ခြင်းများဆက်လက်ပြုလုပ်လျက်ရှိနေကြောင်းသိရပါတယ်။ယခုအခါမှာဆိုရင်တော့ယခုပြုလုပ်မဲ့အတင်ရွှေကောက်ပွဲကိုဝေဖန်တဲ့ပြည်သူများနဲ့ရွှေကောက်ပွဲလှုပ်ဆောင်တဲ့ဇလန်တို့ကိုဝေဖန်ခြင်းပြုလုပ်တဲ့ post out တွင် light react များပေးထားတဲ့သူများကိုပါဖန်စစ်တရားဆွဲထားရတွင်ပြည်သူ900 60ကျော်အထိဖမ်းဆီးခံထားပြီးဖြစ်ကြောင်းသိရှိရပါတယ်။ကျောင်းတက်ဆက်ပြမကျွန်မရဲ့ကြာနာခုပြပါရှင်။အောက်ဖိနာဆင်မအတွက်အထွေထွေကျဆွတ်တင်ရှိပါရှင်။